340ကျော်နဲ့ဝယ်ခေါင်းဖြစ်တဲ့ဖြတ်သားလေးကိုပြန်လဲပြီးတော့မှမျှဝေပေးမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပါဒီကနေ့ကျွန်တော်မျှဝေပေးမဲ့ဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးကတော့မော်စီစာမြေမှန်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့ဝယ်တန်းကလည်းအခုတော့တနန်းဖြတ်ပြီးတာအနေထားတိုင်းပဲကျွန်တော်တို့တွေဝယ်ထားတာပဲဖြစ်ပါတယ်ဒီကြောက်လေးကိုတော့ကျွန်တော်တို့ဆရာသမားတွေနဲ့ share ဝယ်လို့ဖြစ်တဲ့ကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ကြောက်ကိုအခုမှစားလေးလာနေတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့ကြောက်ရဲ့အခွန်လေးကိုမိတ်ဆွေတို့တည်တည်ရှည်ရှည်လေးမှတ်သားထားပါ အခုလိုတလုံးလုံးကို အခွန်ကညီပြီးတော့မှအခွန်ရဲ့ကာလာကညီနေမယ်ဆိုလို့ရှိရင်ဒီကြောက်တလုံးကကောင်းတဲ့ကြောက်တလုံးဖြစ်ဖို့ရာခိုင်နှုန်းပိုပြီးတော့မှများပါတယ်နောက်တစ်ခုကဒီအခွန်မှာမြင်တွေ့နေရတဲ့အဆိုဓာတ်လေးကကျွန်တော်တို့ကြောက်ကောင်းတလုံးရဲ့လက္ခဏာတွေမှလည်းပါပါတယ်ဒီကြောက်လေးကတော့လက်ရှိဖြတ်ထားတဲ့ဖြတ်နံအတိုင်းကဒါဖြတ်အောင်ထားတယ်လို့ပြောလို့ရပါတယ်အတွင်းထဲမှာလည်းတလုံးလုံးကခုံကာလာတွေဝင်နေပါတယ်ဒီကြောက်လေးကိုတော့ကျွန်တော်တို့ရအပွင့်ထုတ်မှာပဲဖြစ်ပါတယ်အပွင့်ထုတ်ပြီးတော့လို့ရှိရင်ဘယ်လိုပုံစံမျိုးလေးတွေရလဲဆိုတာကိုနောက်ဗီဒီယိုမှာပြန် ြန်လည်ပြီးတော့မှမျှဝေပေးမှာပဲဖြစ်ပါတယ်ဒီလေးကိုအပွင့်သေးပြီးတော့မှဘလောက်နဲ့ရောင်းရတယ်ဆိုတဲ့ဟာလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒါပါဒီကနေ့ကျွန်တော်မျှဝေပေးမယ့်ဗီဒီယိုလေးကတော့မနေ့ကတင်ခဲ့တဲ့ဗီဒီယိုရဲ့အဆက်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့မနေ့ကဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့အကောင့်ထဲမှာဝင် ပြီးတော့မှပြန်လဲကြည့်ရှုလိုက်ပါဦးအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကတော့မနေ့ကဗီဒီယိုထဲမှာအနေချင်းလေးပြောခဲ့ပြီးပါပြီဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဒီကြောက်လေးကိုတချို့မိတ်ဆွေတွေကတာမခံလို့ပြောကြပါတယ်တကယ်တမ်းတော့ဒီကြောက်ကတာ ာမခံအကြောင်းမဟုတ်ပါဘူးမော်စီစာစစ်စစ်ပါမော်စီစာမြေမှာမှာအရင်ဦးဆုံးကျွန်တော်တို့ကလည်းတာမခံလို့ထင်ခဲ့တာပါတကယ်တမ်းတေချာပြန်ကြည့်တော့တာမခံနဲ့မော်စီစာနဲ့ကွာခြားချက်ကပါလဲဆိုတာကိုကျွန်တော်နေချင်းလေးပြောပြပေးပါမယ်အဲ့တော့တာမခံနဲ့မော်စီစာနဲ့ဘာကွာလဲဆိုလို့ရှိရင်တာမခံမှာကကျွန်တော်တို့ကခုံကတရုံလုံးဝင်မှုဆိုတာတော်တော်လေးကိုရှားပါတယ်ခုံကျိုးနဲ့လာတာများပါတယ်မော်စီစာမှာကျတော့အဲ့ဒီလိုမဟုတ်ပါဘူးအခုလိုတရုံလုံးမှာခုံဝင်တဲ့ဟာကိုမိတ်ဆွေတို့တွေမြင်တွေ့ရမှာပါအဲ့တော့ကြောက်လေရတော့အားလုံးဖြတ်တောက်ပြီးတော့မှကျွန်တော်တို့တွေကအပွင့်အသေးလေးရခုန 2ပွင့်ရပါတယ်ပဲအကြီးကတော့2ပွင့်ရပါတယ်တား2ပွင့်လေးလည်းပါပါတယ်စုစုပေါင်း10ပွင့်ရတာပေါ့ဗျာအခုကျွန်တော်ပြပေးနေတဲ့ဒီပဲကြီး2ပွင့်လေးကိုတော့ကျွန်တော်တို့တွေ340ရပါတယ်တား2ပွင့်လေးရတော့ကျွန်တော်တို့တွေ6သိန်းနဲ့ရောင်းလိုက်ပါတယ်အလုံးစုစုပေါင်းကျွန်တော်တို့က48သိန်းပဲရလိုက်ပါတယ်ဒီကြောက်လေးကလက်ရှိဈေးကွက်ကတကယ်တမ်းဆိုရင်မကောင်းဘူးလက်ရှိဈေးကွက်မကောင်းတဲ့ပုံမှာဒီကြောက်လေးကိုကျွန်တော်တို့တွေပရိန်နေပါတယ်ဒီမစင်မဲနဲ့ဒီတိုင်းလေးပဲတွေးရုပ်လေးတိုင်းပဲဒီတိုင်းလက်လွဲပြန်ရောင်းတဲ့သဘောမျိုးပါပဲဒါပေမဲ့ဒီကြောက်လေးကကျွန်တော်တို့မြက်လားဆိုရင်တော့ကျွန်တော်တို့တွေမမြက်ပါဘူးကျွန်တော်တို့စုစုပေါင်း င်း၄တောင်းရှုံးပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတယ်မိတ်ဆွေတယောက်ချင်းစီတိုင်းကိုလည်းထူးပါ